ပြည်သူတွေနဲ့အမြင်မတူပဲဝင်ပြိုင်မဲ့ပါတီတွေနဲ့နိုင်ငံရေးသမားတွေကတော့မဲဆွယ်ပြီးရင်ခုန်နေကြပြီပေါ့သူတို့ရွေးကောက်ခံရမှာလားဘယ်နဲ့နေရာလောက်နိုင်မလဲရွေးကောက်ပဲအပြီးဘာယာရူးတွေများရနိုင်မလဲဆိုရက်ရင်ခုန်မှုတွေပေါ့သူတို့အမြင်ကတော့ပြည်သူတွေအမြင်နဲ့စန့်ကျင်ဘက်ပေါ့တကယ်တော့ရွေးကောက်ပဲဆိုတာပြည်သူထောက်ခံမှုရှိမှမဲရမှာပေါ့ဒါပေမဲ့ပြည်သူအများစုစန့်ကျင်တဲ့ဒီရွေးကောက်ပဲကနေပြည်သူမဲ့ဘယ်လိုယူကြမှာ ဲ့ဒီအုပ်စုထဲမှာတော့အကြမ်းပြင်းကျွန်တော်နှစ်ဖက်ခွဲလို့ရပါတယ်နံပါတ်၁စစ်တပ်ရဲ့ political win လို့ပြောရမယ်ကြန့်ခိုင်ပါတီဖြစ်ပြီးနံပါတ်၂ကတော့တခြားပါတီတွေပါပဲဒီရွေးကောက်ပွဲမှာအားလုံးပေါင်း58ပါတီဝင်ပြိုင်မှာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီတက်က6ပါတီပဲတနိုင်ငံလုံးမှာပြိုင်မှာဖြစ်ပြီးကျန်တဲ့58ပါတီကပြည်내နဲ့တိုင်းအချို့မှာပဲပြိုင်မှာဖြစ်ပါတယ်အဲ့ဒီတက်မှာတိုင်းရင်းသားပါတီ29ခု ပါဝင်ပါတယ်အခုတွေ့ခဲ့တဲ့နာမည်တွေကမြမနိုင်ငံရေးမှာမစိမ့်မြင်မဲ့လူကြိုက်များတဲ့ပါတီတွေလည်းမဟုတ်ကြပါဘူးစစ်တပ်လုပ်တဲ့ရွေးကောက်ပွဲမှာဒီမိုကရေစီ ပါတီနဲ့တိုင်းရင်းသားပါတီတွေလည်းပါတယ်ဆိုတာပြဖို့အဖြစ်ကံပါတီတွေဆိုရင်မမှားပါဘူး